ဘီဇာအတင်မလို့ဒုက္ခရောက်သွားတဲ့ဆရာတော်ကြီးတစ်ပါးအကြောင်းပေါ့တကယ်ဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခု ပုံမြင်မဟုတ်ဘူးဒန္တာယူမဟုတ်ဟိုးရှေ့ရှေ့တုန်းကမဟုတ်ဘူးယရနာဘုံခစ်မင်းတို့မင်းနိုင်ပါဆံပြီးတော့တေဘောမင်းလက်ထက်ရန်ကုန်မြို့ကြည့်မြင်နိုင်အနောက်ဘက်လှိုင်မြစ်ဆိုတာရှိအဲ့ဒီလှိုင်မြစ်ကနေပြီးတော့မြစ်လက်တက်ပွားပန်းလှိုင်မြစ်ဝန်းတဲ့အဲ့ဒီပန်းလှိုင်မြစ်နဲ့ ခொနမိုင်ဝေတဲအရမှယတနာဘုံခစ်ကမငေးရွာတဲ့ဒါတရားသိကောင်းတော့ဘာလို့လဲကြောင်းကြီးတကြောင်းဆောက်ပြီးတော့လှူထားတယ်ကြောင်းတိုင်ပေါင်း၃၀ရှိသောကြောင်းတိုင်ကြီးဆောက်ပြီးတော့အဲ့ဒီရွာကြီးမှာကြောင်းတိုင်ဆော်ကြီးတစ်ပါးပစ်တင်ပြီးတော့ကိုးွယ်တာဆရာတော်ကြီးဘွဲကဆရာတော်ဥတီလာစာရတဲ့ဘယ်စားတိတုံးဆိုလို့ရှိရင်အဲ့ဒီလှိုင်မြင့်တစ်ဖက်ကန်းက ဇာတိမို့လို့အဲ့ဒီဆရာတော်ဥတိလာစာရကိုပြေးတတ်ရင်ဘုန်းကြီးဘွဲမခေါ်ပဲနဲ့ဆရာတော်ဥလှိုင်းအဲ့ဒီနာပဝန်းကျင်မသိတဲ့လူမရှိဘူးတဲ့စာပေပရိယတ္တိပြေကသုံးပုံကောင်းစွာတတ်ကြွန်းတယ်သီလသမာဓိပညာသိခသုံးပါးနဲ့ကြီးမြင့်တော်မူတဲ့အတွက်ကြောင့်မို့လို့ဒီဆရာတော်ကြီးကို1249ခုတပူရွဲလာမှတောင်းခွင်သာသနာပိုင်ဆရာတော်ဘုရားကြီးက ဝရသိတ်တော်ကိုချင်းမြင်ပြီးတော့ဂိုင်းချုပ်ရာသူအနန္တော်မူတယ်တဲ့ဒီဘွဲကိုအတိဘောကပါတော်မမူခင်မှာအမိန်တော်ရေးပြီးတော့ပေးထားခဲ့တာအဲ့ဒီမှာတောင်ခွင်သာသနာပိုင်ဆော်တော်ကြီးကမူကြီးမရတယ်သွားမင်းတို့ပတ်ကတ်ကြဆိုပြီးတော့အဲ့ဒါဘွဲတသိတ်လာကတ်ထားပြီးတော့ဂိုင်းချုပ်ရာသူရာပြီးတော့ဒီဆော်တော်ကြီးအဲ့ဒီမှာဆရာတော်ဥလိုင်းဆရာတော်ဥလိုင်းနဲ့အဲ့ဒါနေလာလိုက်တာဘေးတိုက်အဲ့ဒီဆရာတော်ဥလိုင်းဟာ ပရိယတ်တိစာပေလည်းပဲအမတန်နှက်ဆက်တဲ့သီလသမารိပညာနဲ့လည်းပြည့်စုံတယ်။အဲ့တော့ဒီဆရာတော်ဥလိုင်းကြီးရဲ့ဘဝခရီးကိုဘုန်းကြီးတို့တင်ပြရမယ်ဆိုလို့ရှိရင်အဲ့ဒီเจ้าကြီးမှာသက်တော်80ကြော်တဲ့အချိန်မှာဘဝနတ်ထံပြန်လွန်တော်မူသွားတယ်တဲ့။9နှစ်ကြာမှဘာပြဿနာကထားဖြစ်တုံးလို့ဆိုတဲ့အခါကျတော့အဲ့ဒီမငေးထိန်ကုန်းရွာကြီးရဲ့အရှိပဲကမ်းမှာနေတဲ့မနှင်းဦးကအိမ်မက်မက်တယ်တဲ့။မွေးဖြူစင်ကြယ်တဲ့လူတယောက်ကသူ့ခေါင်းရင်းလာရပြီးတော့ ဟဲ့နှင်းဥနှင်းရှိမှငါလာနေမယ်ငါကိုလက်ခံမလားလို့မေးရောမနှင်းဥကအိမ်မထဲမှာလန်နေဖို့လန်နေဖို့လို့ဆိုပြီးတော့နှင်းဥလက်ခံလိုက်တော့နောက်မကြာမီမှာပရိသတ်မနှင်းဥပရိသတ်နေကိုဝင်ရတယ်အဲ့ဒီကိုဝင်ရတဲ့အချိန်ကစပြီးတော့မနှင်းဥခါတိုင်းလို့မဟုတ်တော့သူဥပုပ်ဆောက်ချင်လာတယ်တဲ့စီးပွားရေးကလည်းပဲတနေ့တခြားတချိန်တို့တက်လာ1958ခုနှစ်တော်တဲ့လမ်းပြကျော်73ရက်နေ့ တနင်းကနွေနေ့မှာမွေးတယ်တဲ့တနင်းကနွေသားအဲ့တော့ဦးစီကြီးကအိတ်ရှိကနေပြန်သွားတော့အဲ့ဒီကလေးကအိမ်ထဲကနေပြီးတော့လှမ်းခေါ်တယ်ပေးသားဟေးအုံးစီရေအသက်80ကျော်ကြီးကိုဒီ၃နှစ်သား၄နှစ်သားကလှမ်းခေါ်တာခေါ်တယ်လည်းမသိဘူးလှည့်ကြည့်တော့အိမ်ထဲကကလေးဖြစ်နေကလေးဖြစ်နေတော့သူ့မီးမြင့်လောက်ရှိတဲ့ဒီကောင်လေးကဒီအသက်80ကျော်ကြီးကိုဟေးအုံးစီရေအုံးစီရေဆိုတော့အိမ်ထဲဝင်လာပြီးတော့ဒုတ်ဆွဲပြီးတော့ဘယ်လိုလုံးကငါအုံးစီခေါ်တာ ခါတဲ့ရိုက်မယ်နဲ့မယ်နဲ့လှုပ်ရပရေးသားရိုက်မယ်နဲ့မယ်လှုပ်တော့အဲ့ဒီကလေးကဘာပြောလဲဟဲ့ကောင်အောင်စီတဲ့မင်းငါးကိုရိုက်ဖို့မကြိုးစားနဲ့တဲ့ငါရိုက်ထားတာမင်းကောင်းမှအမှားရွရှိတယ်တဲ့ဟုတ်မှာပါသူကြောင်းတဲ့ခွန်ကြီးဖြစ်တော့ငါဘလောက်ပိတ်ရထားလဲမသိဒီအောင်စီတို့ကကြောင်းသားကြီးတွေဒီကလေးဘလို့လို့သိတယ်လေစိတ်ထဲမှာအာသင်ပြီးတော့ပရေးသားတဲ့ကောင်သူကောင်းသူပြန်ဆန်းပြေးသားဖြစ်တော့ကလေးချော်မိတယ်တတမင်းကဘယ်သူလဲ အာအုပ်စီရလဲကွာငါမင်းဆရာဥလှိုင်ပေါ့ကွာလို့ဆိုတယ်တဲ့အဲ့ဒါကလေးကအုပ်စီရတဲ့ငါငါเจ้าငါသွားခြင်းတယ်တဲ့ငါเจ้าလိုက်ဖို့ရပါနဲ့ပူဇော်ပေးတဲ့အဲ့ဒီချိန်မှာအဲ့ဒီကြောင်းထိုင်ဆရာတော်ကြီးကဆရာတော်ဥလှိုင်ရဲ့တပည့်ဝသရိတ်တော်နှထရတဲ့ဆရာတော်ဥဝီမလားတဲ့ငယ်နံပဲရှိတယ်ဆရာတော်ဥပုတဲ့ဆရာတော်ဥလှိုင်ပြန်တော်မူပြီးတော့ဟုလူဝင်သားပြန်ဖြစ်နေတာ ပြန်တော်မူပြီးတော့ခုနှစ်နှစ်ကြာမှအဲ့ဒီခုနှစ်နှစ်ကြာတဲ့သူပဲပြောက်နေတော့ဆိုတာနောက်ရှားမယ်ပရိသတ်ရှားတော့ဥပုเจ้าထိုင်နေတဲ့အချိန်ကျတော့အဲ့ဒီเจ้าမောခလေးရောက်လဲရောက်သွားတော့ပရိသတ်သူမူလနေခဲ့တဲ့အခန်းထဲကိုဝင်သွားတယ်နေရန်အနှံ့ရှောက်ကြည့်ပြီးတော့ရှားတော့ဥဝိမလကိုအဲ့ဒီလင်းနေသားလေးကဘာပြောလဲဟေးမောင်ဘုငါတုံးခဲ့တဲ့တောင်ဝင်းနဲ့စာအုပ်တွေမိမိဘာမှသိမ်းထားလဲဒီလင်းနေသားကဟိုเจ้าနဲ့ရှားတော်ကြီးကိုဒီလိုသွားခေါ်တာ ရှိပါတယ်ရှိပါတယ်ဆိုပြီးတော့ကမန်းကနဆရာတော်သုံးခဲ့တဲ့စာအုပ်တွေကအခုလက်ရှိစာအုပ်တွေကစာအုပ်၄၅၀အုပ်လောက်ရောတောင်ဝေးတဲ့နှချောင်းသုံးချောင်းရောပြီးတော့ပြစ်ချပေးလိုက်တယ်ကဲကိုတောင်ဝေးကိုရွေးကိုစာအုပ်ကိုရွေးဟုတ်မဟုတ်သိရအောင်ဒါငါတောင်ဝေးဆွဲတာမှန်းနေတာဒါငါစာအုပ်စာအုပ်ဘယ်နှအုပ်ရောတာရောတာသူ့စာအုပ်သူမှတ်မိတယ်အဲ့ဒါဆွဲပြီးတော့ပြပြီးတော့မှဘုန်းကြီးများပြန်တော်မူပြီးဇမဖြောက်တာတခါတည်းတင်မလေးကိုထိုင်တာပဲတဲ့အဲ့ဒါတင်မလေးကိုထိုင်ပြီးတော့ဟဲ့သာတို့တို့စိုးမောင်တို့ဝါတို့မေးတဲ့အခါကျတော့အာမရှိပါနဲ့ရှိပါတယ်ဘဝသွားခေါ်စမ်း ဆရာတော်ဥပုဝဟဲ့ဟဲ့ဒါတို့ဆရာတော်ကြီးသေလို့ဝင်သားတဲ့ခလေးပြေးလိမ့်မယ်ဆရာတော်ကြီးခေါ်သလိုပဲတာတွုံးလို့ခေါ်တဲ့တာတွုံးက90ကျော်နေပြီသုံးမောင်ကလည်း80နာကနေပြီအဲ့ဒါနဲ့တာတွုံးတို့သုံးမောင်တို့ဧည့်သည်ရောက်တယ်ဧည့်သည်ရောက်တယ်သွားခေါ်ဖို့အဲဟုတ်မှလည်းတို့ဘုန်းကြီးလူဝင်သားပြန်ရောက်လေဒါကြတဲ့ဟိုဘုန်းကြီးနှစ်ယောက်ကဖခင်လည်းဝက်လည်းဝက်ချတော့ဘေးကနေသွားပါပြောတော့ဟာဟဲ့တာတွုံးတို့သုံးမောင်တို့မင်းတို့ကလည်းကြီးကုန်မှဦးကခေါင်းနေနေဖြူကုန်မှာဟောလားဟာလို့ဆိုတယ်အဲ့ဒါနဲ့ဆရာတော်ဥပုကိုလျှောက်တယ်ဆရာတော်ဘာလို့ဖြစ်တာလဲဒီကလေး ဲကောင်လေးအဲ့ဒါတို့ဆရာကြီးသေလို့ဝင်စားတာတို့ဆရာကြီးသေလို့ဝင်စားတာဟုတ်ကဲ့လားဘုန်းကြီးဗျာဟုတ်တယ်ငါစမ်းသပ်ပြီးပြီစာအုပ်တွေရောထားတာသူ့စာအုပ်သူမအောင်ရွေးတယ်အဲ့ဒါနဲ့အိမ်ပြန်မို့လို့ခေါ်ကိုဘိုးခဲနဲ့မင်းဦးကလည်းတတဖိုးချေပြန်ကြစို့ပြန်ကြစို့ဟင်းမပြန်ဘူးဒီမှနေမှာဟာဒီမှနေလို့မရဘူးဘဝပြောင်းသွားပြီမဆိုင်တော့ဘူးအဲ့ဒါနဲ့ဆရာတော်ဦးရမလားကဟဲ့ဟဲ့နေ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 ခလေးကျင်တော့ငါလှုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒါဆရာတော်ဝက်ခဲတဲ့ သင်္ကန်းစတဲ့ကဘေးတိုက်သင်္ကန်းလေးနဲ့နဲ့ကန်ကြီးလေးနဲ့ဂိုက်ပြီးတော့ခလေးရဲ့လက်ကောက်ဝတ်မှာခြေပေးလိုက်တာအဲ့ဒီသင်္ကန်းလေးခြေပေးပြီးတော့အိပ်ပျော်သွားတယ်အိမ်လဲရောက်လဲရောက်မနဲ့မိုးလင်းနိုးလင်းတော့ဒီလက်ကောက်ဝတ်ကသင်္ကန်းကိုခြေပြီးတော့နေတိုင်းကိုတာတဲ့ဘလို့မှချောမရတဲ့အဆုံးကြတော့ဘေးတိုက်ဘာလာလို့လဲကြောင်းလာအရတယ်နေခင်းဆိုထားခဲ့ညကြတော့မင်းကလေးအပေါ်အပန်းအလေးအပင်တဲတာပြုတယ်ငါတို့ဘုန်းကြီးတောင်းမြူနိုင်မှု အဲ့တော့မင်းကလေးမင်းတာဝီပြီလားဆောက်ရှောက်ဆိုပြီးတော့အဲ့တော့ဘုရားတို့ပြေးတိုင်းအเจ้าမှာထားခဲ့တဲ့အခါကျတော့ဘုန်းကြီးကဘာလို့လဲเจ้าသားပဲเจ้าသားဆိုတော့เจ้าသားတွေနဲ့တူတူကြွတာပေါ့မောင်ဖိုးချေရေထမင်းစားမယ်ဆိုခေါင်းခါပြရဲငါဘယ်တော့မှသက်သက်လုံးဒါမျိုးမစားခဲ့ဘူးတဲ့ဆရာတော်ဥယျမလားကစမရဘူးမင်းเจ้าသားမစားဘူးအငတ်ခံတယ်အဲ့တော့ဆရာတော်ဥယျမလားတနာဝရတနေ့ထမင်းအငတ်ခံတော့ဆရာတော်ကတနာဝရတယ်ငါဆရာလည်းဟုတ်တယ်အဲ့တော့ဘာလို့လဲလာလာလာမောင်ဖိုးချေလာလာလာနားထိုင်ဆရာတော်ဆွန်းစားပြီးတာနဲ့ ရှားတော့ why သူ့ကိုချပေးရတယ်။အဲ့ဒီကြမှာအမိတ်နားထိုင်စားတာ။အဲ့ဒီမှာဘုန်းကြီးတို့အခုဒီမဖို့ချစ်ပေါ့။ရှားတော့ဥတိလာစားရတဲ့တပည့်တပါးဖြာပုံမှာကြောင်းသွားထိုင်နေတာရှားတော့ဥအာလောက။အဲ့ဒီရှားတော့ဥအာလောကကဒီတရင်ကြာကောရှားတော့ဥယမလာကဖိုးခက်တို့နှင်းဥတို့ကလေးကိုကြောင်းမှာခေါ်ပြီးတော့မျက်နှာသာပေးထားတယ်။ရှားတော့တေလို့ဝင်စားတယ်လို့အစွမ်းလန်းကြီးနေတယ်။ငါကိုယ်တိုင်သွားစုံစမ်းမယ်။ဖိုးခက်ရင်တော့တမျိုးပေါ့မဟုတ်ခက်ရင်ဒီပြဒနာ ပေါင်းချမယ်ဆိုပြီးတော့ကြွလာဆရာတော်ဥအလောကဝင်လာတာကိုเจ้าကြီးအောက်ထဲမှာစာကြက်နေတဲ့ဘိုးချစ်ကဟဲ့ဟဲ့ဘုံကမောင်အားလောကကြီးဟေးအလောကကြီးလာနေတယ်ဟာဥအလောကလည်းကြက်သိမ်းမွှင်းချင်းမှထသွားတယ်လေသူပထမလာတော့ကမောင်းထုံးမလို့လာတာအဲ့ဒါနဲ့ချော့ပြီးတော့เจ้าမခေါ်မိဘတွေလည်းခေါ်သွားခေါ်သွား ဖို့ခက်တော့နှင်းဦးတို့နင်တို့ဒီခလေးကိုမွေးတဲ့ခုနှစ်တက်ကြရင်ငါပြောတာ1958ခုခြားတော့ပြန်တဲ့ခုနှစ်နဲ့တွက်လိုက်တော့ခုနှစ်နှစ်กว่าနေတယ်ဘုန်းကြီးတို့မြတ်စွာဘုရားဒေသနာတော်ကသုတိပရိသန်နေဒီဘဝမှာသုတိပြီးတာနဲ့နောက်ပရိသန်နေတန်းနေရဂျာအချားမရှိဒီဘဝမှာတင်းနောက်ဘဝတန်းသွားရတယ်အခုခုနှစ်နှစ်ကြီးတော့ဂျာနေတော့ခြားတော့ဥပ္ပါလောကကတန်တရားဖြစ်သွားတယ်တန်တရားဖြစ်တယ်ဆိုရအောင်လည်းပဲမောင်အားလောကခြားတော်ကြီးခေါ်တဲ့အတိုင်း ဟဲ့မောင်ပူကြောင်းနေဆိုတော့ကြီးကိုခေါ်တာဟဲ့အုံးစီဆိုတော့ဒါတွေကတကမှန်းနေပြန်အောင်စာတတ်တဲ့ဘုန်းကြီးတွေပဲဘာမှခုနှစ်နှစ်กว่าတရားမလို့ဘူးအဲ့တော့ဂျားထဲမှာဘဝတစ်ခုရှိလိမ့်မယ်ခက်လေးကိုချော့ပြီးတော့မေးတာမဟုတ်ချေမင်းအခုအဖေတို့အမေတို့ဝင်းထဲကိုမဝင်စားခင်တုန်းကမင်းဘယ်မှနေခဲ့ရတော့လို့ဆိုတော့အလဲရွာမှာတဲ့အဖေနာမည်ကဦးကြညိုးတဲ့ အမေနာမေကဒေါပုံတဲ့ကဲဘာလို့မှတ်ညာကောင်းလဲပရိယတ္တိစာပိဋကသုံးပုံကိုသင်လာတာအဲ့တော့ပရိယတ္တိစာပေတွေသင်အောင်ပို့ချခဲ့တယ်ဆရာတော်ကြီးက तू တောင်းခဲ့လိမ့်မယ်ပေါ့ तू တောင်းတဲ့ဆုတော့ကိုမသိဘူးပေါ့ဆိုတော့ तू ပြန်ပြောနိုင်တာကအဲ့ဒါအလေယွာကဥကြညိုဒေါပုံတို့ရဲ့အိမ်မှာအဲ့ဒီဆရာတော်ဘုရားကပြန်အောင်မပြီးတော့သွားဝင်စားတာမွေးလာတော့မင်းကလေးတဲ့၆နှစ်သမီးအရွယ်မှာတဲ့ဝက်သက်ပေါက်ပြီးတော့သေခဲ့ရတယ်တဲ့ဒါမှဆိုခုနှစ်လာပြန်ခိုက်တာ哦 ဘာသာရေးအမေကန္နာမှာမေးထားတယ်ဘုံကြီးတည်ရင်မိမဖြစ်သလားတဲ့မေးတယ်မေးကောင်ကဖြစ်တယ်ဘယ်မှာဖြစ်လဲခုပြောတယ်ခုနှစ်တက်ကရင်နေရလိပ်ရှားဘွဲ့အတိအကျနဲ့ဖြေသွားတာဘေးသားဘုထုစင်ဆိုတာဘုံကြီးလည်းစိတ်မချတည်ကန်နေမှာအဲ့ဒါပဲဆွေးမိဆွေးရဆွေးထင်ပြီးထင်ရတယ်မြင်မြင်ရမြင်တာပဲဘေးသားရဲ့အခုကြည့်စမ်းတကယ်ဂိုင်းညုတ်ဆရာတော်ကြီးဆရာတော်ဦးလှိုင်း ဆရာတော်ဥတိလာစာရပြန်တော်မူပြီးတော့တကယ်ဆိုရင်နတ်ပြည်ရောက်တဲ့နဲ့မရောက်တဲ့အပြင်ကိုဗမာသွားဖြစ်တယ်လေအဲဒီအလေရွာကဥကြံညိုဒေါ်ဘုံတို့ရဲ့အိမ်မှာမိန်းကလေးသွားဖြစ်ပြီးတော့6နှစ်သမီးအရွယ်မှာကွဲတဲ့ငါဝတ်သက်ပေါက်ပြီးတော့သေတယ်တဲ့ဒါမှသူကအမေဝမ်းထဲမှာ6လ10လပြန်နေတော့မှသူ9နှစ်ပြန်ကြိုက်မှာဟုတ်ခန့်အတိအကျပြောပြတာအဲ့ဒီမောင်ဖိုးချစ်ဟာကိုဂိုင်းကျုပ်ဆရာတော်ကြီး သေလို့ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇာတိမံအလွန်ကြီးတယ်ရဟန်းတန်ကလူကြီးသူမတွေနဲ့ပြောဆိုတဲ့အခါမှာဘရော့ဖြစ်ဖြစ်အချက်ရှိကနေပြီးပြောတာလေအဲ့ဒါကိုတွေ့တော့ဆရာတော်ဥအလောကကတရားဟောရတယ်မဟုတ်ရှိမင်းဟာဘဝခြားတာနှစ်ဘဝခြားခဲ့ပြီမင်းဘဝဟောင်းနေဆိုသုံးဘဝမင်းဘဝမပြောင်းကြီးမင်းဥကြညိုတို့ဒေါ်ပုံတို့အိမ်မှာမိန်းကလေးဖြစ်တယ်ဒါအလေဘဝအခုဖိုးချစ်ဘဝမင်းခိုင်းကြုံဆရာတော်ကြီးဆရာတော်ဥတိလာစာရမင်းဘဝမပြောင်းကြီး အဲ့တော့မင်းဟာမန်နေမတက်ပါနဲ့မင်းတန်တရာခီးမင်းအများကြီးသွားရအောင်ပဲမင်းအခုပြန်ပြောနိုင်တာတော့ပေါ့ပြောရတယ်အဲ့ဒါတရားဟောတော့မှကလေးကနည်းနည်းအရွယ်လေးလေးရောက်တော့၁၇နှစ်သားအရွယ်မှာဘိန်းတို့ပြေးသားကြီးရှင်ပြုတယ်ကိုရင်လေးဝက်ပါတယ်အဲ့ဒီ၁၇နှစ်သားအရွယ်မှာ ကိုရင်ဝက်ပြီးတော့၁၆နှစ်သားအရွယ်မှာမန္တလေးကိုစာတင်ကြွတယ်ဘယ်မှာသွားတင်တော့ဆိုရင်မန္တလေးအနောက်ပြင် ချမ်းသာကြီးမြောက်တိုက်ယရဏဘုံကြောင်းဆရာတော်ဥဇာကရထံမှာပညာတွေပြန်ပြီးတော့သင်တယ်ယဟန်၄ဝအရမှာ ပြေးတိုက်ပြိဋကသုံးဘုံကိုတတ်တော်မူပါတယ်ဘုန်းကြီးဘုရားပြန်လာတယ်ဘွဲနာမဲ့အခုဒီဘဝဘုန်းကြီးကြတော့တနင်းဝင်နေသားမို့လို့ဆရာတော်ဥရိယဝန်သဟာမန်လေးကနေပြန်ကြွလာပြီးတော့မငေးရွာကြောင်းကြီးမှပြန်ပြီးတော့ကြောင်းနိုင်ဘုန်းကြီးဖြစ်ပါတယ်